တကယ်တော့ဒီနေ့ကိုပြောပြခြင်းနဲ့ဒီထိုက်တယ်လေးကမနေ့ကကို Facebook သုံးရင်းနဲ့ဖတ်လိုက်မိတာပေါ့နော်အဲ့ဒီအကိုဘာရေးထားတာကတော့သူ့ပတ်ဝန်းကျင်မှာဖောက်ပြန်တဲ့ကိစ္စတွေအများကြီးကြုံလာရတဲ့အတွက်သူနားမလည်နိုင်ဘူးပေါ့နော်ခက်ခက်ခဲခဲနဲ့စခဲ့ရတဲ့ချက်ချင်းတွေကဘာကြောင့်ဘယ်လိုနေရာမှာရက်တန့်သွားကြသလဲဆိုပြီးသူ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 ဖြေမရှာတတ်ဘူးပေါ့နော်ကိုလည်းအဲ့လိုမျိုးပဲသူရေးထားတာကတော့အရှိကြီးပဲဒါပေမဲ့ကိုအဲ့ဒီတည်းမှာဘာတစ်ခုကိုပဲတိလိုက်လဲခေါင်းထဲကိုရောက်လိုက်လဲဆိုတော့ အဲ့ဒီလိုမျိုးပဲသူ့လိုမျိုးပဲပေါ့နော်ချစ်ချင်းတွေကဘာကြောင့်ဘယ်နေရာမှာရက်တန့်သွားကြတယ်လဲဆိုပြီးကိုအကြာကြီးတွေးဖြစ်တယ်ဆိုတော့အဲ့လိုတွေးနေရင်လည်းဒါရှင်တို့ကလည်းပြောပြခြင်းလေးဖြစ်လာလို့ပေါ့နော်တွေးမိရလားဘာကြောင့်ရက်တန့်သွားတယ်လဲတချို့ချစ်ချင်းတွေဆိုရင်ခက်ခက်ခဲခဲနဲ့စတင်ခဲ့ကြရတာပေါ့နော်နှစ်ဖက်မိဘကသဘောမတူလို့ဘာသာမတူလို့လူမျိုးမတူလို့အာ အတိုင်းဝိုင်းမတူဘူးဒီလိုမျိုးတွေအခက်အခဲတွေကြားရဲကနေပြီးတော့နေရောက်ဒါတယောက်လက်ကိုတယောက်တင်းတင်းဆုံရင်းနဲ့ခရီးရှည်ကြီးကိုစားခဲ့ကြတယ်ဒါပေမဲ့အချိန်ခုရောက်တဲ့အချိန်မှာဒီလက်တွေကဆက်ပြီးမတွဲနိုင်တော့ဘူးမမြဲတော့ဘူးဖြစ်တယ်ဟိုအိုင်းဘာကြောင့်လဲပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတာကိုအဖြေလိုက်ရှာမယ်ဆိုရင်တော့ case တွေ story တွေပေါ်မှာမူတည်ပြီးတော့အကြောင်းအရာတွေကတော့အများကြီးဖြစ်သွားမှာပဲအဲ့ဒီထဲကမှဘုံပေါ့နော်လုံးဝကိုအတူညီဆုံးတစ်ခုကတော့ ခံစားချက်တွေဝေးခွာလာတယ်။အချစ်ဆိုတာကဒီ feeling ဆိုတဲ့ခံစားချက်တစ်ခုတည်းနဲ့ဖွဲ့စည်းထားတာမျိုးတော့မဟုတ်ဘူး။အဲ့ဒီထဲမှာတယောက်နဲ့တယောက်ဆက်အတွက်ပြောဆိုလို့ရတဲ့ communication တွေလျက်တည့်ပြဖြစ်ပေါ်လာတဲ့ emotion ဆိုတဲ့စိတ်ခံစားမှုတွေဒါတွေကိုနားလဲပေးဖို့ကအဓိကအကြပဲလူနှစ်ယောက်ရဲ့ကြားထဲမှာဆိုတော့တဖြည်းဖြည်းနဲ့အဲ့ဒီတယောက်နဲ့တယောက် communication တွေကနားလဲမှုတွေလွဲလာတယ်တယောက်ကိုတယောက် emotion လို့ခေါ်တဲ့ဒီစိတ်ခံစားမှုတွေကိုနားလဲမပေးနိုင်တော့ဘူးပံ့ပိုးမပေးနိုင်တော့ဘူးဆိုတဲ့အချိန်မှာစိတ်ချင်းတွေဝေးကွာလာတယ်ခံစားချက်တွေအေးဆက်လာတယ်အဲ့ဒီအချိန်မှာတယောက်ကိုတယောက် တယောက်နဲ့တယောက်တနေ့တာဖြစ်စဉ်ကိုယ့်ရဲ့ခံစားချက်သူ့ရဲ့ခံစားချက်ကိုမမျှဝေဖြစ်တော့ဘူးအဲတစ်ဖက်ကပြောတဲ့စကားတွေကိုနားထောင်မပေးကြတော့ဘူးနားထောင်ပေးတယ်ဆိုတာမှာကတစ်ဖက်ကပြောတဲ့စကားတွေကိုနားထဲကိုဝင်သွားတိုင်းနားထောင်ပေးတာမဟုတ်ဘူးเนาะနှလုံးသားနဲ့နားထောင်ပေးမှနားလည်းပေးနိုင်မှာကိုယ့်ရဲ့ပါတနာကိုဆိုတော့ကိုတို့ကအချစ်ရဲ့အစမှာ အရန်ကိုလှပခဲ့ရတယ်အရန်ကိုပြောရွှင်ရတယ်အရန်စိတ်လှချားခဲ့ရတယ်အရန်နှူးထွေးခဲ့တယ်ဆိုတာကတစ်ဖက်သူရဲ့စကားတွေကိုနှလုံးသားနဲ့နားထောင်ပေးခဲ့လို့အဲတဖြည်းဖြည်းနဲ့ဒီအချက်တွေကဘယ်အချိန်မှာပါကြောင့်ပြတ်သုံးသွားသလဲဆိုရင်အဲ့ဒီလိုမျိုးကိုယ့်ရဲ့ပါတနာအပေါ်မှာနှလုံးသားနဲ့နားလည်းမပေးနိုင်တော့တာသူပြောတဲ့စကားတွေကိုကိုယ့်နှလုံးသားနဲ့မကြားပေးနိုင်တော့တဲ့အချိန်မှာဒီချစ်ချင်းတွေကအေးဆက်လာတယ်ပြတ်သုံးလာတယ်ပေါ့ရှင်ဆိုတော့ ခရီးရှည်ကြီးတစ်ခုကိုအတူတူရှောက်လန်းခဲ့ပြီးမှအိဆက်နေပြီဆိုရင်တော့ပြန်သုံးသက်ပါ